ာမစားဒီနေ့ပြားနဲ့ဆိုင်တဲ့အကြောင်းလေးတွေပြောပြမယ်နော်ပြားဆိုတာကမဆာတို့ဖေးရင်ယူစဆိုရင်တော့အနှိဋ္ဌသဘောကိုယူရပေါ့နော်။ကဲအဲ့တော့ဟိုတလောကဖះအကြောင်းဆောင်မှာအာပြားလာဆိုရင်ကောင်းသလားလို့မေးတဲ့သမီးလေးတအသူရှင်းပြချင်တာ ਨੇ ဒီဗီဒီယိုလေးကိုပြုလုပ်ဖြစ်တယ်ပေါ့နော်။ပြပြမယ်။ပြားက မိမိအိမ်ဖះအကြောင်းဆောင်မှာ လာဆွဲခဲ့ပြီဆိုရင် စီးပွားရေးတွေအဆင်မပြေဘူးဖြစ်တတ်တယ်တယ်နော်အဲ့ဒီပြားကမိမိအိမ်အောက်မှာလာဆွဲတယ်ဆိုရင်တော့မိမိစီးပွားရေးတူတက်လာပါလိမ့်မယ်မိမိအိမ်ရဲ့လှေကားအောက်အတက်အဆင်းလှေကားအောက်တွေမှာပြားလာဆွဲတယ်ဆိုရင်တော့မိသားစုတွေစီးပွားရေးပျက်စီးတတ်တယ်မိသားစုကျန်းမာရေးတွေညံပြင်းတတ်တယ်နော် မိမိရဲ့အိမ်သားမှာပြလာဆွဲခဲ့တယ်ဆိုရင်မိသားစုအတွင်းယောဂဝေဒနာတွေကြာရောက်တတ်ပါတယ်။မိမိရဲ့အိမ်တကားမှာပြလာဆွဲခဲ့ရင်လက်လာပါတယ်မမျော်လင့်မနဲ့ရရှိတတ်ပါတယ်။မိမိလှမ်းထားတဲ့အဝတ်အစားတွေပစိုးတွေစတွေမှာပြလာဆွဲရင်တော့ကောင်းတဲ့စီးစိမ်ဥစ္စာတွေကိုရရှိတတ်ပါတယ်။ မိမိအိတ်တဲ့အိယာမှာလည်းပြားလာဆိုရင်မမျော်လင်းမင်းနဲ့ချမ်းသာလာတတ်ပါတယ်နော်နောက်တစ်ခါကျတော့ကဲပြားတွေကအာဘယ်ရက်ကလာတာဦးကြည့်ပြီးတော့လေဘုသူတာရစရာလေးတွေလည်းရှိရနော်မိမိအိမ်ရဲ့အရှိဘက်ကနေ ပြီးတော့ပြားတွေလာခဲ့တယ်ဆိုရင်စီးပွားရေးပျက်စီးတတ်ပါတယ်မိမိအိမ်အနောက်ဘက်ကနေပြားလာခဲ့ရင်နော်လက်လာပါတယ်ရရှိတတ်တယ်လက်လာပါတယ်ပုံများတတ်ပါတယ် တောင်ရက်ကနေပြီးတော့ပြားလာခဲ့ရင်တော့မိမိအိမ်တွင်းမှာတောကတွေတောကဝေဒနာတွေခံစားရတာတွေဖြစ်ပွားလာတတ်ပါတယ်။မြောက်ဥရမြောက်ဥရက်ကနေလာခဲ့ရင်လည်းစီးပွားရေးတွေပြပြားတတ်ပါတယ်။မိမိအိမ်ရဲ့အရှင်းမြောက်ဥရက်ကနေပြားလာတယ်ဆိုရင်တော့လူအများရဲ့ပူဇော်ချီးမြှင့်ခြင်းကိုတော့ခံရတတ်ပါတယ်။မိမိအိမ်အရှိတောင်ရက်ကနေပြီးတော့ပြားလာခဲ့တယ်ဆိုရင်လေကြံစီသားသမားတွေ အောင်မြင်နေပေါက်ရောက်တဲ့အဆင်ပြေပါလိမ့်မယ်။အနောက်မြောက်ရက်ကနေပြားလာခင်ရင်တော့ဥစ္စာစီးပွားရေးတိုးတက်လာတတ်ပါတယ်။တခုတတိထားမှာအနောက်တောင်ရက်ကနေပြားလာရင်တော့ဘေးတွေ့တတ်တာပါဖြစ်ဖြစ်တတ်ပါတယ်။ကဲအားလုံးပဲပြားနဲ့ဆိုင်တဲ့ဘုဒ္ဓတများကိုရရှိကြပါစေလို့မဆာကဆန္ဒပြုအပ်ပါတယ်နော်။